ကိုဖန်နေတိတဲ့သူရောမတိတဲ့သူရောရဲ့ဝေဖန်သုံးသက်တဲ့အကြောင်းအရာတွေအကိုကလက်ခံရမယ်လေကိုတပတ်ကလေလက်ခံတယ်လေဝေဖန်တာကိုလက်ခံတယ်ဒါပေမဲ့တရရဲ့တည်းဒီလိုပဲဖြစ်ကြမယ်ဆိုတာကဝေဖန်တာမဟုတ်တော့ဘာဘူးလေကျွန်တော်ဒီလိုပဲဖြစ်ရတယ်လို့မပြောဘူးလေဒီလိုပဲဖြစ်ရမယ်လို့ကျွန်တော်ကပြောအကိုလေအကိုသွားပြီးတော့ဒီဒီမှာသွားပွင့်စင်းပြီးတော့ဒီလိုမျိုးဂျုံကြီးတယ်ဒီလိုရဲ့ဗီဒီယိုကြီးကြည့်တိုင်းသိသွားမလားအဲဂျုံကြီးတယ်ဆိုတာတထစ်ကြကြီးဖြစ်သွားပြီကွာ အပြင်မှာပြစ်နေတာအဲ့လိုမဟုတ်ဘူးတတိချာကြီးဆိုတာဒီဘက်မှာနေအခုအခုဒီနေရာနွဲနေရကျွန်တော်ပြတာတတိချာကြီးဆိုတာကကျွန်တော်ကအဲ့လိုယုံကြည်ထားတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့ယုံကြည်ချက်ကမှန်တယ်လို့ကျွန်တော်အခုမပြောဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်ပြောချင်တာဟုတ်ကျွန်တော်ကတော့အဲ့လိုပဲယုံကြည်တယ်ကျွန်တော်နဲ့အတူအဲ့လိုမျိုးယုံကြည်တဲ့သူတွေရှိတယ်ပြီးလို့ရှိရင်အကိုကဒီလိုယုံကြည်တယ်ကျွန်တော်ဒီလိုမျိုးယုံကြည်တဲ့အကြောင်းအရာနှစ်ခု꿰ပြီးတော့အပြင်နှစ်ခုကထွက်နေတာအဲ့ဒါကဘယ်လိုမှညှိလို့မရတော့ဘူးတော့ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့ယုံကြည်ခြင်းဒီအဲ့ဒါအမှန်အဲ့လိုမျိုးပြောတာမဟုတ်ဘူးဒါပေမဲ့အခုလိုကိစ္စမျိုးမှာ လိုမျိုးခိုးသူပြစ်မှုကျွလို့နဲ့သူကိုတွားပြီးကူညီချင်တယ်ဆိုလို့ရှိရင်တိုးတိုးတိုက်တာလုံးဝမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အချင်းချင်းပြောချင်တာဒါတော့ပါပဲကိုကျွန်တော်လည်းအိတ်တော့မလို့ပြောဦးမယ်ဒီပြစ်မှုကျွလို့နဲ့သူကိုကူညီချင်တယ်ဆိုလို့ရှိရင်သူအပြစ်ကိုသူကြေအောင်ဆက်ပြီးသွားပြီလေရဲစခန်းမှာရှင်းပြီးသွားပြီလေအဲရှင်းပြီးသွားတာကိုကျွန်တော်တို့မှချပြပြီးကူညီတာကအဲ့ဒါကွဲသွားတယ်နောက်တစ်ခုမိချိုကလည်းကွဲသွားတယ်ဒီလိုလိုက်လုံးမှာပဲဆိုတော့ဘူးတီကိုငွေသွားမယ်လို့မိချိုပြောခဲ့တယ်မှလား နောက်ပြည်တွေရောဒီလိုအပြစ်မျိုးလေးနဲ့ပြန်ထွက်လာမှာလားဒီလိုလူတဲ့လူတွေရှိလာမယ်လို့ထင်လားကံကြမ္မာချင်းမသိဘူးအဲ့ဒါကြီးကျွန်တော်တို့အဲ့ဒါကြီးကျွန်တော်တို့အတိအကျသိလားမသိဘူးဟုတ်အဲ့ဒါကြီးကျွန်တော်တို့အတိအကျမသိဘူးလေမသိတဲ့အတွက်ကြောင့်မလို့အဖေကအလဲနဲ့နှစ်ခုကြီးထွက်နေမှာဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အတွေ့အကြုံရအင်းနောက်တစ်ခုပြောအောင်မယ်မိရှိုးရဲ့မိရှိုးကနိုင်ငံခြားမှာနေတာဟုတ်တာဟုတ်ဟုတ်နေတာမှန်လားอืม ်ဦးကအဲ့ရွာကိုသွားပြီးတော့အဲ့ရွာရဲ့တရွာလုံးကိုဝင်နောက်ပြီးတော့ဦးကလေးလာခဲ့တဲ့လူအဲ့တော့ဆိုမိချုပ်ကျွန်တော်အဲ့နေရာကိုပြောပြသွားပြီးဝင်နေနေရာကိုကျွန်တော်ပြောပြလာအကဲအဲ့ဒီနေရာကျွန်တော်အဲ့ဒီနေရာကိုကျွန်တော်ပြောပြမယ်အကဲဒီခုနကကျွန်တော်ပြောလေတရွာလည်းမဟုတ်ဘူးနှစ်ရွာဆက်ပြောရင်တောင်မှကျွန်တော်ကမယုံကြည်နိုင်ဘူးကျွန်တော်အဲ့လိုမျိုးလေမယုံနိုင်ဘူးကွာသဘောပေါက်လားဘာလို့လဲဆိုတော့လိန်ထားတဲ့သူခိုးထားတဲ့သူပြောတဲ့အဥ္စာကိုကျွန်တော်ကဘလူနီနဲ့မှအမှန်တရားထွက်လာမယ်ထွက်လာမယ်ဆိုတာကိုကျွန်တော်မမျှော်လင့်နိုင် ဲ့လိုမျိုးအေးအဲ့အဲ့ဒါဆိုလို့စင်မိချိုကအဲ့ဒါဆိုလို့စင်တေယွာဆိုတဲ့အယောက်ဖြစ်သွားတာပေါ့နော်ဘယ်လိုတော့ခင်ဗျာတေယွာလုံးနဲ့တယောက်ဖြစ်သွားအဖွားကြီးပြောတဲ့စကားမဟုတ်ဘူးလေတေယွာလုံးနဲ့တယောက်ကပြောတဲ့စကားတော့မိချိုကတူတယ်အများကြီးရှိတယ်မဟုတ်ဘူးပြောပြတာလေအေးအဲ့ဒါအတွေ့ချင်းတူတာဟုတ်တယ်လေမိချိုကမိချိုမှတ်နေတယ်လို့အဲ့လိုမျိုးတေယွာလုံးကပြောတဲ့စကားနဲ့မိချိုတယောက်ကပြောတဲ့စကား ဒီအဖွားကြီးကမပြောဘဲနဲ့အဖွားကြီးကမရှိဘူးရဲစခန်းရောက်နေတာတော့မှကျွန်တော်ပြောတဲ့အချိန်မှာတေးဝါကတော့ပုံလာပြီးတော့ကျွန်တော်ပြောတာလေတေးဝါလုံးဝပြောလို့ဆိုတာအကိုကပြောလေအခုဗီဒီယိုထဲမှာလူအယွအလွန်ဆုံးပါအယောက်20 30လောက်ပဲဗီဒီယိုထဲမှာမြင်ရတာလေကျွန်တော်ကအများကြီးလာတာကိုကြီးတို့ဘာမြင်ဘူးလားလူအယောက်100ကျော်တယ်ဆိုလို့ရှိရင်ကျုံလားထားလိုက်ပါကျွန်တော်ပြရမလားဗီဒီယိုဖိုင်အခုပြပြပြစီရမလားပြပြမယ်ခဏလေး မဟုတ်မဟုတ်ဒီမှာအကိုဒီကိစ္စကဘာလဲကျွန်တော်ဟိုလေအတွင်းနှစ်ခုပေါ်မှာမူတည်ပြီးတော့အချိန်နှစ်ခုထွက်နေမှာဒါပေမဲ့အခုပြောသလိုပဲဒီကိစ္စတွေအကုန်လုံးအချုံးကိုကျွန်တော်ကအကြံပေးချင်တာဒါကိုအကိုလက်ခံကျင်လည်းရတယ်လက်မခံဘူးငါတော့ဒီလိုပဲထင်တယ်ဆိုလို့ရှိရင်အဲ့ဒါဒီမှာပင်ဒီမှာလည်းပြီးသွားပြီကျွန်တော်ကတော့ကျွန်တော်ရဲ့အကြံသည်အကယ်ဒီလိုမျိုးပြစ်မှုကျူးလွန်နေသူကိုကြည့်ချင်တဲ့သူဆိုလို့ရှိရင် တူတူတိတ်တာကိုပါသူပေးပေးပြီးတော့ကျွန်တော်တို့တွေကဒီအခုလိုမျိုးပြောစရာတွေမဖြစ်အောင်လို့မလို့တူတူတိတ်တာဒီတိုင်းပဲပေးပြီးတော့ကုညီခဲ့ပြီးပြီတန်းအဲ့ဒါကျွန်တော်အကြံပေးချင်တာအဲ့ဒါကိုအခုအနေနဲ့လက်ခံနေโอเคလက်မခံဘူးဆိုတာအခုရဲ့အပိုင်းအပေါ်မှာဖြစ်သွားတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဒါပါပဲအဲ့ဒါကိုလက်မခံဘူးဆိုလို့ရှင်လည်းရတယ်ဒီမှာလက်ခံနေလို့ဆိုလို့ရှင်လည်းအခုတော့ဒီအဖွားကအခုကွာပြောပြမယ်မိကျူကပြောဒီအဖွားမှာသူ့မှာဘာပြက်လဲကျွန်တော်တို့ကဒီအဖွားဒီလိုလိုင်းပေါ်မှာဂတိပေးတာတွေကိုကျွန်တော်တို့ကမတင်သိဘူးလား ကျွန်တော်တို့ခုန်ကြီးပြီးတော့ဒီတော့ဒီအဖွားအဲ့မှာလေမလုတော့ပါဟုတ်ပြောပြရတယ်လေဒီအဖွားကတိပေးထားတာကြီးကျွန်တော်တို့တင်တယ်လေတင်တဲ့အခါကျတော့ဒီအဖွားကတိပေးထားတာလူတိုင်းကလည်းမြင်မှာပဲဟွပို့ပြီးတော့လူတဲ့လူတွေကဝမ်းမသာတင်ဘူးလားအကုန်လုံးမမြင်စေချင်ဘူးလားဒါဆိုတော့သင်မိချူကဒီအကြောင်းအရာကိုဒီအဖွားဒီလို မလုံတော့ပါဘူးသူပေးတဲ့ဂတိကိုနားမထောင်ကျင်တာလားမမြင်ချင်ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အကိုကအကိုကိုလိန်ဘူးတဲ့သူတရားအကိုစီရဲ့ပစ္စည်းခိုးဘူးတဲ့သူတရားကိုဆက်ပြီးတော့ယုံမယ်ဆက်ပြီးတော့ဟိုဟာယုံကြည်မယ်ဆိုတဲ့သဘောပေါ့ယုံကြည်နိုင်တယ်သူအပြစ်ကိုသူခံပြီးသူနောင်တရယုံသိရင်ရောရမယ်လေသူအပြစ်ကိုသူခံတယ်သူလည်းဝန်ခံပြီးွားပြီသူမားပါပြီလို့ဝန်ခံပြီးွားပြီသူလည်းရဲစခန်းမှာသူအပြစ်ကိုသူဝန်ခံပြီးွားပြီဒါပေမဲ့တစ်ဖက်ကလည်းကြေးရေးသွားတယ်အကိုခံရတဲ့လူလည်းကြေးရေးသွားပြီကွာ ်ခိုးတဲ့လူကလည်းကြေးပေးလိုက်တယ်သူအရိုက်ခံရတဲ့လူကလည်းကြေးပေးလိုက်တယ်ခိုးတဲ့လူကလည်းကြေးပေးလိုက်တယ်မိချောကခိုးခံရတာမဟုတ်ဘူးလေအခိုးခံရတဲ့လူတော်ကြေးပေးလိုက်ပြီကွာသူခိုးတဲ့အရိုက်ခံရတဲ့အဖွားလည်းကြေးပေးလိုက်ပြီဒီနေရာမှာရင်ကျတော့အကိုအကိုနဲ့ကျွန်တော်တို့ကပြီးသွားပြီဘာလို့လဲဆိုတော့အကိုဒီအဲသူပြောတဲ့ဥစ္စာကိုယုံတယ်ကွာကျွန်တော်ကကျတော့ခိုးမှုတဲ့လိမ်မှုတဲ့သူတယောက်ရဲ့စကားကိုကျွန်တော်ကသူ့ဘက်ကဘာပဲထွက်လာထွက်လာကျွန်တော်ကမယုံရဲတော့တာအဲလိုမျိုးအဲအဲ့ဒါပါပဲအဓိက အစ်ဒါတော့မိကျိုကျင်လေခဲ့တဲ့ပတ်ဝန်းကျင်လေဆိုင်မှာပေါ့ကုတို့ကြောင့်လူတယောက်ကွာပြင်ဆင်ဖို့ပေးလိုက်တယ်ဟုတ်တယ်အဲ့လိုမျိုးပါလေသူကပြင်ဆင်ပေးလိုက်တယ်ကွာအတီနောက်တစ်ခါဦးစာရေးထားတဲ့ကပ္ပရှင်တက်ထားတဲ့စာကိုပဲကြည့်လိုက်ကွာအတီရေမဟုတ်အဖွားရေဒီဗီဇဆိုတဲ့အရာကြီးကပြင်လို့အားပေးတာပြင်စေခြင်းကိုကူညီတာကူရဲ့ right ပါခွေးနဲ့တာတွေနဲ့မှလောက်ပိုင်လို့ရှိတယ်ခွန်အားတွေကူညီတယ်ကျွန်တော်အလုပ်တွေအပြတ်ခံပြီးသွားပြီးကူညီတယ်ခွန်အားတွေနဲ့ကူညီတယ်ဘာကြောင့်ကူညီလဲ ဒီအဖိုင်းပြင်ပြင်သွားတာကိုလိုချင်တာနောက်တစ်ခါဒါမျိုးဘဝမျိုးနဲ့မကြုံရအောင်လို့ဟုတ်ပြင်သေးချင်တယ်တင်းနေအကိုဘယ်လိုပြောလဲဆိုတော့ဒီပါကျွန်တော်တို့ပြောတာပါပါပါဖြစ်တယ်ဟိုအကိုတို့ပြောလို့ပေါ့နော်ဟိုပရိုက်ကြသမားတွေကအရင်ဆုံးပြေးရပရိုက်မှာကျွန်တော်ပြေးတာမဟုတ်ဘူးအဲ့ဖြစ်စဉ်ကိုလည်းကျွန်တော်ပြောပြမှာဒီအောက်ကလူတွေလည်းရှိရဒီအောက်ထဲမှာလည်းရှိတယ်ကွာဘီကိုမှာကျွန်တော်လိုက်တွင်တယ်ဘီကိုလိုက်တွင်တယ် လွှင့်နေတဲ့အချိန်မှာကျွန်တော်နိုင်သာရာကိုသွားတဲ့အချိန်မှာဖန်လေးကသွားပြီးတော့စုံစမ်းကျွန်တော်စုံစမ်းတာဒီလိုဒီလိုသိရတယ်ဒီရွာသားတွေကလည်းဒီလိုပြောတယ်